အနာရှင်တွေကသူတို့ကျူးလွန်တဲ့ယာဇဝမှုတွေအတွက်ခုံယုံးတင်မခံရဖို့အပြင်သူတို့အာရမသိမ့်ပိုက်ထားတဲ့အာနာကိုလက်မလွတ်ရဖို့အ ਨੇ ဆုံးအဓိကတောက်တိုင်၅ခုလောက်ကိုအားထားရလိမ့်ရှိပါတယ်။နံပါတ်၁က military နဲ့ security forces စစ်တပ်နဲ့လက်နက်ကင်တပ်ဖွဲ့တွေပါ။နံပါတ်၂က military intelligence ဒါမှမဟုတ်လဲ secret state police လို့ခေါ်တဲ့ထောက်လှမ်းရေးအဖွဲ့အစည်းတွေ နံပါတ်3က informants ဒါမှမဟုတ် informers လို့ဆိုရက်သတင်းပေးတွေအခုကတော့ဒလန်တွေပေါ့နံပါတ်4အနေနဲ့ကတော့ tax လို့ခေါ်တဲ့သူတို့ရဲ့လက်ကင်ဒုတ်လူဆိုးလူရမ်းကားတွေကျွန်တော်နိုင်ငံမှာတော့စွမ်းအားရှင်လို့အဖွဲ့တွေပေါ့နံပါတ်5အုပ်စုအနေနဲ့ကတော့ elite လို့ပြောလို့ရတဲ့ပညာတတ်တွေပါတယ်နိုင်ငံရေးသမားတွေပါပညာတတ်ပေမဲ့အသိဉာဏ်နည်းပြီးအမှန်ကိုမမြင်နိုင်တဲ့ပညာရှင်တွေလည်းပါတာပေါ့သူတို့ကပညာမဲ့တဲ့အာဏာရှင်တွေကိုအလုတ်ကျွေးပြတဲ့ပညာရှင်တွေပါ ယုတ်စုရဲမှာ political economic elite ဆိုတဲ့နိုင်ငံရေးသမားတွေနဲ့အာနာရှင်နဲ့စီးပွားဖက် crony တွေလည်းပါပါတယ်။ဒါတွေကကဘာပေါ်ကအာနာရှင်တွေရဲ့အဓိကအားထားရတဲ့တောက်တန်တွေပါ။မြန်မာကစစ်အာဏာရှင်ဘူနေဝင်းဘူတန်းရွှေကနေဒီကနေ့စစ်ကောင်းဆောင်မင်းအောင်လှိုင်အထိအဲ့ဒီတောက်တိုင်တွေအားလုံးကိုအပြုနေရတာပါအဲ့ဒီတောက်တိုင်၅ခုထဲမှာအဓိကအကြဆုံးနဲ့အဆိုးဆုံးကတော့နိုင်ငံတကာမှာ Secret State Police လို့ခေါ်တဲ့ရှိတဲ့ မြန်မာမှာတော့ MI လို့လူသိများကြတဲ့စစ်ထောက်လိုင်းရေးပါပဲ